စိမီတပိတ်လုတ်လို့ဘုံကျဲခံရတာတဲ့ဘာကြောင့်စိမီတပိတ်လုတ်တာလဲတဲ့စိမီတပိတ်လုတ်လို့ဘုံကျဲခံရတာပါဆိုပြီးတော့ဝါမီတော့ဖြွားကြတယ်ဟုတ်ပြီဘကိုးဝင်းနိုင်မီတာရောဆရာတော်ဘုရားကြီးအသက်ခံရတာစိမီတပိတ်လုတ်လို့လားစန္ဒပြလို့လားတော်လည်းကြီးလုတ်လို့လားရန်ကုန်မန္တလေးအေယာဝတီမှာလူငယ်တွေပေါ်တာဆွဲခံနေရတာတော်လည်းကြီးလုတ်လို့လားစိမီတပိတ်လုတ်လို့လားစန္ဒပြလို့လားအာနာရှင်ဆိုတာ သူတို့အကြမ်းဖက်ဖို့အတွက်ဘားကြောက်ဆိုတဲ့ခေါင်းစဉ်သူတို့မှမရှိဘူးအဲ့တော့ဘားကြောက်ဘုံကျဲခံရတာပါဆိုတဲ့အကြောက်ကြက်ချက်တွေငါတို့လာမပြောနဲ့စေမီတပိတ်လုတ်တယ်ဆိုတာငါတို့ပြည်သူတွေဒီအကြက်ဖက်အာဏာရှင်ကိုမကြိုက်ဘူးဆိုတာကိုငိမ့်ငိမ့်ချမ်းချမ်းနဲ့ဆန္ဒထုတ်ဖော်တာလေအဲ့လိုငိမ့်ငိမ့်ချမ်းချမ်းနဲ့ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေမှာဘာအပြစ်ရှိလဲဘုံကျဲပြီးရဲရဲဆက်ဆက်တပ်ပြရလောက်တဲ့အထိအပြစ်ကြီးသလားငါတို့ပြည်သူတွေ ဒီအကြက်ဖအာနာရှင်ကိုလက်မခံဘူးမကြိုက်ဘူးဆိုတာကိုစီမီတပိတ်လုတ်ပြီးတော့ငိုင်းချမ်းစွာဆန္ဒထုတ်ပေါ်တာလေဒီလောက်လေးတောင်ငိုင်းချမ်းစွာဆန္ဒမထုတ်ဖော်ရဘူးဆိုရင်မတို့ပြည်သူတွေကဒီအကြက်ဖအာနာရှင်ရဲ့အောက်မှာစစ်ကြုံဘဝနဲ့နေလိုက်ရတော့မှာလားမတို့ပြည်သူတွေမနေနိုင်ဘူးဒီအကြက်ဖအာနာရှင်ဥဆောင်ပြီးအုပ်ချုပ်နေတဲ့အောက်မှာဘာတွေများကောင်းလို့လဲဆန္ဒမထုတ်ဖော်တဲ့ပြည်သူကမြန်မာနိုင်ငံမှာ ခြုံထွက်ပြီးတော့ဘသူတွေကလူခွင့်ရေးတွေရနေလို့လေနိုင်ငံသားကိုတွားကျင်တိုင်းတွားလာကျင်တိုင်းလာပြီးတော့အလုတ်ထွက်လုတ်ခွင့်ရသလားခရီးတော်မှပေါ်တာမဆွဲခံရဘဲနဲ့လွတ်လွတ်လပ်လပ်နဲ့တွားပိုင်ခွင့်ရှိသလားစာဝတ်နေရေးတွေပြည့်စုံသလားအလုတ်တွေရှိသလားဒီစစ်ကြုံဘဝအောက်မှာမနေနိုင်လို့ဆန္ဒပြတာမှားသလားအကြက်ဖက်ဘုံကျဲတဲ့အာနာရှင်ကပဲအပြစ်မရှိတယောင်ယောင် စင်မီတပိတ်လှုပ်လို့ဘုံကျဲခံရတဲ့ပြည်သူကပဲစင်မီတပိတ်လှုပ်လို့မှားတယောင်ယောင်နဲ့မင်းတို့တွေလူပါဝါပြီးပြောဆိုနေကြတယ်။စင်မီတပိတ်လှုပ်ပြီးငိန်ကြမ်းစွာဆန္ဒထုတ်ပေါ်တဲ့ပြည်သူမှာအပြစ်ရှိသလားမှားသလားဘုံကျဲပြီးအကြံဖတ်တပည့်ရလောက်တဲ့အထိအပြစ်ကြီးသလားဒေါ်တတ်တတ်ခိုင်ကဝမ်းနှုတ်သီးလို့နှုတ်ခမ်းတိုးပြီးတော့ပိတကက်တော်လာမိန်မယုတ်တို့ရဲ့ကြံရင်လက္ခဏာနဲ့ပြည့်စုံတယ်ပြီးတော့ ကိုမိခိုခဲ့တဲ့အဖွဲ့အစည်းတစ်ခုကိုအချိန်မရွေးဂျေစုကန်တက်တယ်။မင်းအောင်လိုင်ဥဆောင်တဲ့စစ်တပ်ဒီ PDF တွေလိုတာပြည်သူကိုလူလိုဆက်ဆံတက်ရင် PDF တွေတော်လည်ရေးလုပ်เสียမလို့တော့ဘူး။ပြည်သူတွေဒီ PDF တွေကိုပြောတယ်လို့မျိုးအကြောက်တရားမရှိဘဲမင်းအောင်လိုင်ဥဆောင်တဲ့စစ်တပ်ကိုပြန်ပြောလို့ရတဲ့တနေ့ရောက်ရင် PDF တွေတော်လည်းကြီးလုတ်เสียမလို့တော့ဘူးမြန်မာလူငယ်ခုနှစ်ယောက်မှာတစ်ယောက်ကအတ္တမစစ်မှုထမ်းကြောက်အမြဲတမ်းစိုးရင်ပူပန်နေရတယ်လူငယ်၁၀ယောက်မှာလူငယ်၄ယောက်ကလုံခြုံမှုကင်းမဲ့တယ်လို့ခံစားနေရတယ်ဒါကုလသမဂ UNDP မြန်မာရဲ့အစီရင်ခံစာမှာဖော်ပြ